ကြရအောင်နော်ဘန်းကြရင်ကျွန်တော်စောက်ပြီးမှာနော်ကဲပြီးတော့ဒါတော့မအားလို့ကံဖြစ်သွားပြီနော်ကျွန်တော်လည်းမဆိုင်တော့ပြတန်းနေတယ် အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ရင်ထဲကိုထိတဲ့ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ reaction လုပ်ချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဖြစ်သွားတဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့အခုထိကို ပြန်လည်ထူထောင်ရေးတွေလုပ်နေကြရတယ်နာမည်ကြီးတဲ့သူတွေ celebrity တွေပရာဟိတအဖွဲ့အစည်းတွေကိုတူကိုထလုပ်နေကြတယ်နိုင်ငံတကာကလည်းထောက်ပံ့မှုတွေရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့မင်းသားတုတအောင်သွားပြီးတော့ကုညီတဲ့ဗီဒီယိုဖိုင်လေးပါ ဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်ပြီးတော့ယင်ထဲမှာတော်တော်လေးကိုဖီးဖြစ်တယ်တော်တော်လေးကိုခံစားရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော် viewer တွေလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်အောင်ပြန်လည်ပြီးတော့ reaction လုပ်ပေးလိုက်ပါတယ်တချို့တွေအတွက်ကံကောင်းဖို့ဆိုတာလူကတခုတ်တရလှုပ်ပေးမှ ရထိုက်တဲ့ကိစ္စတွေပါ သူကသူကံကောင်းတယ်ဆိုတာကတော်တော်ကြီးကိုဖြစ်တော့ဖြစ်ခဲ့ကိစ္စပါ ဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရင်သိမှာပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လဲမင်းသားသူတော်အောင်ကို တော်တော်လေးလေးစားအားကြအတူယူရမှာပါဟုတ်ကဲ့ပါကျွန်တော်တို့အရင်ဆုံးဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်အောင်ကျွန်တော်အစီအစဉ်လေးတစ်ခုလုပ်မယ်ကျွန်တော်အခုကားပေါ်မှာခေါင်းပန်းကြည်ရသည့်တွေပါတယ်ခေါင်းပန်းလည်း ခေါင်းပန်းလှန်လိုက်လို့ဓမ္မရွေးတဲ့ဘက်ကိုကြလို့ရှိရင်ကျွန်တော်စောက်ပြန်ဓမ္မရွေးတဲ့ဘက်ကိုမကြဘူးဆိုရင်ကျွန်တော်ပြန်တယ်ကိုကံကိုကိုယုံတာအချိန်လုံးကံမကောင်းခဲ့ပြီဒီတစ်ခါတော့ကံကောင်းမယ်လို့မထင်ဘူးလားအဲ့ဒီဒီတစ်ခါကံကောင်းမယ်လို့မထင်ဘူးလား တောင်းဝင်နေကြတယ်ကံကောင်းတော့လေလို့ဟုတ်တယ်ဟုတ်လားအဲ့ဒါတတိရှိတာကျွန်တော်ပြောတဲ့အတိုင်းခေါင်းသားလှမ်းမလားအဲ့အခုသွားယူခိုင်းတာလေနော်အဲ့ဒါခဏစောင့်နေကျွန်တော်ပြောပါမယ်ဒီအမကဘဝမှာအယံကိုကန်ဆိုးခဲ့ပြီးပြီနော် နောက်တစ်ခုကတားသမီး၃ယောက်လုံးကိုမိန်းမသား၁ယောက်ထဲကနေတာဝန်ယူပြီးတော့ဥဆောင်ပေးနေရတဲ့အချိန်မှာတအားကိုကန်ဆိုးခဲ့ပြီအဲ့တော့သူ့မှာကန်ကောင်းခြင်းဆိုတာတော့ရှိတဲ့နယ်လို့ကျွန်တော်မြင်တယ်အဲ့တည်းခုနပြောခဲ့သလိုပဲကျွန်တော်တို့ဆယ်ပြားစီလေးကိုလှမ်းမယ်နော်ဆယ်ပြားစီလေးလှမ်းမယ်ဆိုတော့ဒီမှာပန်းရှိတယ်ခေါင်းရှိတယ် เนาะအဲ့တော့အမဘေးဟာလေးယူမလဲပန်းပန်းအဲ့တော့ပန်းကြခဲ့လို့ရှိရင်ပီ20ပီ40မှာမဆေးပီပီလေးတွေကိုခွဲပြီးတော့တော့ရောင်းမှာဘာလို့အကျွေးဆက်ဖို့ကြံတဲ့ဆေးပီပီလေးတွေကို ပန်းကြခဲ့ရင်မတို့နေဖို့အတွက်တားမိ၄ရောက်နေဖို့အတွက်အိမ်ဆောက်ပြီ။ဒီမှာရွေးချယ်နေရကြပြီ။ပန်းတေချာသွားပြီနော်။ရေဆူတောင်းကြရေ။ကြားရဲလိုက်ပါအောင်ဆက်လို့။အဲ့တော့အကုန်လုံးလည်းကြားရဲနော်။ပန်းကြရင်ကျွန်တော်ဆောက်ပေးမှာနော်။ဒါတော့မအားတော့ကံဖြစ်သွားပြီနော် ကျွန်တော်လည်းမဆိုင်တော့ပြတန်းနေသည်အဲ့တော့ဘာကြောက်ရမယ်လို့ထင်လဲပန်းကြသွားရင်ငလင်တန်းကြောင့်ပြိုသွားတဲ့အိမ်လေးကိုပြန်ဆောက်ပေးမယ်ခေါင်းကြွားရင်ပြန်မဆောက်ပေးပဲနဲ့မင်းသားကပြန်မယ် ဟုတ်ပြီနော်တိတ်ကိုရေးကြည့်တယ်မိသားစုတစုရဲ့ဘဝအလှည့်ပြောင်းမိသားစုတစ်ခုရဲ့ကံကြမ္မာဟုတ်ကဲ့ပါဆက်ကြည့်အောင် ဖပြောလေးပါကူးဆက်ရပါမယ်နော်အဲ့တော့ကျေးဇူးတရားမှာမဟုတ်ဘူးအမရဲ့ကံကိုကျေးဇူးတရားမှာလေဟုတ်ဘူးလားဟမ်အမကံကောင်းပြီဟုတ်တယ်မလားအမကံပြန်တက်လိုက်မဟုတ်ဘူးလားဟမ်ဟုတ်တယ်မလားကျွန်တော်မဆိုင်ဘူးလေကျွန်တော်မဆိုင်ဘူးလေဟုတ်တယ်မလားဟုတ်လားကျွန်တော်ပြောဟုတ်လား 嗯，什么干高米好。什么?？ 啊、right. right.？哈哈哈！哈，好家伙，这在路上捡到苞米了，不干苞米。吓得我，我怕要被猪下来。哈哈哈！哈哈哈！哈哈哈！ ဝမ်းသာတော့အဲ့ကိုထဲတော့ဝမ်းသာတော့ခွေးရယ်လဲရှင်းတယ်ရေလေးတိုက်လိုက်ပါဦးရေဟောနေလားโอเคไว้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 เดี๋ยวมองออกมาครับเดี๋ยววันดาไลค์โดอ่ะไอ้ท่าพี่เนี่ยไม่ได้ยีเอกันตัดตัวไปดูอ้อมไปพี่แล้วด่าอายยีกินมาเลยยาๆด่าด่าอำมาเยตินาหมั่นลูกเว้ยอำมาเยกันก้าวตัวไปลงว่ากันก้าวไว้หรอ 要要的，喏。也也是你们家的嘛？要一多，要要要要，不干了嘞，不干了，拍了，干广告晓得不啦？给你到了。好怪人咯，好怪人咯，哦，班里，好怪人咯，哈，第六一家你啊你，哎，班我了吧伊嘞。 ဆောက်ပြီးမှတေချာသွားပြီတေချာသွားပြီစိတ်ကူပေါ်ပေါ်ထားကိုယ်ကမေတ္တာပဲပို့ဟိုအလုံးနေနေစိတ်ရှော့စိတ်ရှော့စိတ်ရှော့ဆန္ဒလည်းမဟုတ်ဘူးအဟုတ်လို့တေချာတယ်တေချာတယ်တေချာတယ်ပန်းအခုဒီအိမ်သေးတာရအောင်ဖြတ်တာအဲ့ကြိုရသေးယူထားလိုက်အဲ့ကြိုရသေးယူထားလိုက်နော်အဲ့ကြိုရသေးယူထားလိုက်တော့ပိုင်ပြီပိုင်ပြီအဲ့ကြိုရသေးကအမဘွားရဲ့တစ်စိချိုးပြောင်းနေမှုပဲ ငိုတော့လည်းငိုတော့တော်တော့ရေးတော့လား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 ဘယ်ငါ့ဘူးရေးရမလဲရေးရစီတော့လဲရအောင်ကျွန်တော်လည်းကြပါသေးပဲဆူတောင်းပြီးတော့ဖြစ်ရတာ။ဒါမို့ဆိုရင်မလွယ်ဘူး။ ဘောသူတို့ကလည်းလုံးနေဟုတ်တယ်နော်ဟုတ်တယ်လို့လုတ်ပြီးမှတေချာသွားပြီဟုတ်တယ်ခုကြီးကိုကန်ဆန်းပြတယ်တေချာပါပြီသူတို့ကကျတော့လေသူတို့လူလူတယောက်သေးလည်းမဟုတ်တယ်ပဲဒီနေ့နေရာဒီမှာလေဒီလိုတောင်းဆိုတဲ့ဟာတွေလုတ်ခဲ့တယ်ဒီလိုမျိုးလေးဆန်းပြီးပြီးမှလုတ်ပြီးနိုင်နဲ့ကံတရားရှိနိုင်မှလုတ်ပြီးလို့ရတဲ့အရာအဲ့ဒီရာဒီကိုသိမ်းတာဒါတရားရာဒီရာဒီကမရဲ့ဘုရားကလည်းလုတ်ပြီးမှဆိုတဲ့ကြီးကဝမ်းသာလုံးဆုံးဖြစ်နေတယ်ဘဝရဲ့ကြောင်းလွှဲဖြေရာဒီဆိုအမှတ်တာ နော်အများရန်ကန်ဆိုးလာတဲ့သူတယောက်ကဒီတကြိမ်တော့ကန်ကောင်းသွားပါပြီသူကိုယ်သူတော့မယုံနိုင်ဘူးဖြစ်နေပါတယ်ကန်ချင်မာကတခါတလေမှာသူ့ဘက်ကိုကန်ကောင်းစေပြီပေါ့လေနော် ဟုတ်ကဲ့ပါဒီလိုကန်ကောင်းစေခဲ့တဲ့အကြွေစီလေးကဘာကြောင့်ပန်းကျသွားတယ်ဆိုရက်အဖြစ်မှန်လေးကိုလည်းကြည့်လိုက်ကြရအောင်အခုကတော့ခဏနာခိုင်းတယ်အဲ့ဒါအခုမြင်နေပြတယ်ဘောကူချပြီးပြလိုက် ော်ပေါ့ပေါ့ကျွန်တော်သူတို့မိသားစုတွေကိုပြန်ဆောက်ပေးမယ်လို့ဒီတိုင်းပြောလိုက်ရပါတယ်။ဒါပေမဲ့ဘာလို့အဲ့လိုမျိုးချက်ချင်းမပြောလိုက်လဲဆိုလို့ရှိရင်ဒီအမျိုးသမီးကယောက်ျားကနေပြီးတော့ဒီပေ20ပေ40နဲ့နှစ်ထပ်တိုက်ကိုထားခဲ့တာသမီး3ယောက် ိုင်းမဲ့ထားခဲ့တဲ့ဟာဘယ်လိုထားခဲ့လဲဆိုတော့အဲ့တိုက်ကြီးကိုပေါင်ပြီးထားခဲ့တဲ့ဆိုတော့ခုမှအကျိုးရရှိနေတယ်ပါရှိနေတဲ့အပြင်အဲ့တိုင်းဟိုမှာဘာမှမလုပ်စားတတ်ပဲဒီတိုင်းကာသမီ၃ယောက်ကိုခုမိမကြီး၁ယောက်ခဲအနဲ့ရှာကျွေးနေခဲ့ရတယ်အဲ့အချိန်မှာငလျင်းလှုပ်တဲ့ဒီတိုက်ကြီးပြိုသွားတဲ့အချိန်မှာသူ့ရဲ့ပထမဆုံးမပြိုခင်ကရောင်းဖို့အတွက်ຢာထားတာကဒီမြေတိုက်ရဲ့အပေါင်းဝင်3500နဲ့ຢာထားခဲ့တယ် အခုဆိုရင်ပြိုသွားတော့ညေကြည့်ပဲဟိုရောင်းမယ်ဆိုရင်ပေး20ပြေးတော့800လောက်ပဲရအဲ့ဒါကို तू ကတချမ်းဆယ်ပေပေးလေးတချမ်းကိုဖဲ့ပြီးရောင်းမယ်လို့ပြရအကျွေးဆက်ဖို့အဲ့တော့ဒီဘက်ဆယ်ပေပေးလေးတွေကိုကျွန်တော်စောက်ပေးမယ်လို့ဆုံးပြတ်ထားတယ်မဆုံးပြတ်ခင်မှာကျွန်တော်အခုခေါင်းပန်းလှန်ပါမယ်လို့သူတို့ပြောတယ်မရဲ့ကံကြမ္မာကိုယုံလာလို့ပြီးပြီးတော့ကျွန်တော်ခေါင်းပန်းလှန်မယ်ကိစ္စလေးကိုဆုံးပြတ်လိုက်တယ် ဘာလို့အဲ့လိုမျိုးကျွန်တော်ဆုံးဖြတ်ရလဲလူတယောက်ဒုက္ခရောက်နေပါလေဆိုဘာလို့ထပ်ပြီးတော့မင်းကစိတ်နှောက်ရှက်ပြေးအောင်ပါလဲလို့တွင်းပြီးမှဆိုးလို့ကျွန်တော်အခုရှင်းပြတာသူ့ဘဝမှာအရန်ကန်ဆိုးခဲ့ပြီယောက်ျားအိမ်နဲ့ဝိုင်းနဲ့ထားခဲ့တာတော့မှဒုက္ခပေါင်းများစွာနဲ့အိမ်ကြီးကိုပေါင်ပြီးမှအကျွေးတွေနဲ့ထားခဲ့တဲ့မျိုးသမီးတယောက်အနေနဲ့ကံကောင်းခြင်းဆိုတာသူ့မှာမရှိဘူးသားသမီးတုံးယောက်ကိုထမ်းနေရတဲ့အတွက်ကံကောင်းခြင်းဆိုတာမရှိတော့ ဒီတခါတော့ကံကောင်းနေရေဆိုသူ့ဘဝတစ်ချောင်းလုံးတိအောင်လုပ်ကျွန်တော်အခုလိုမျိုးလှုပ်ဝက်ပြီးလှုပ်ရတယ်ဘယ်လိုလှုပ်ထားဆိုရင်ကျွန်တော်ကသူ့ခေါင်းတာရွေးခဲ့မယ်ဆိုရင်ခေါင်းရယ်ဒီဘက်လေခေါင်းဒီဘက်လေခေါင်းသူ့ပန်းတာရွေးခဲ့မယ်ဆိုရင်ဒီဘက်လေပန်းဒီဘက်လေပန်းအဲ့တော့ကျွန်တော်နှစ်မျိုးစီလှုပ်ထားတယ်ပြီးရင်ဒါကတော့သူ့ကိုပထမဆုံးပြမယ်ခေါင်းပန်းဒီကြားပြပြီးမှသူ့ရွေးချလိုက်တဲ့ ကောင်းဖြစ်ဖြစ်ပန်းဖြစ်ဖြစ်ကိုရွေးချယ်ပြီးတော့ကျွန်တော်မြှောက်ဖို့ဟုတ်ကဲ့ပါလေးစားပါတယ်ဗျာနော်မင်းသားရဲ့စိတ်ကူးလေးကတော့အင်မတန်ကောင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နိုင်ငံမှာငလျင်ဘေးသင့်ပြည်သူတွေကိုပြန်လဲထူထောင်ရေးတွေလုပ်နေကြတယ်အဲ့လိုပြန်လဲထူထောင်ရေးတွေလုပ်နေတဲ့အခါမှာအရေးကြီးဆုံးကစိတ်တပန်းဆိုင်ရပါစိတ်တပန်းဆိုင်ရတတော်များများထိခိုက်သွားကြတယ်လူကစိတ်ကအရေးကြီးဆုံးပဲဗျစိတ်တက်ကြသွားပြီဆိုလူကဘုံဘုံလဲသွားတာပဲပြန်လဲနလန်ထဖို့မလွယ်တော့ဘူး ပစ္စည်းဥစ္စာတွေဘလောက်ပဲဆုံရှုံဆုံရှုံစိတ်သက်ကြဆင်းသွားပြီစိတ်သက်ကြသွားပြီဆိုဘာမှလုပ်လို့မရတော့ပါဘူးအဲ့တော့ဒီဗီဒီယိုဖိုင်လေးတွေက ကိုတုဒ္ဒအောင်ကဒီအမျိုးသမီးရဲ့စိတ်သက်ကို မြင့်တင်ပေးတာပါဒီအမျိုးသမီးရဲ့ကြဆုံးနေတဲ့စိတ်သက်အလဲလဲအကွဲအကွဲနဲ့ပြိုလဲနေတဲ့စိတ်ကိုပြန်လည်မြင့်တင်ပေးလိုက်တာလည်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကအင်မတန်ကိုအကျိုးရှိတယ်ပရာဟိတလုတ်တဲ့သူတွေလည်း ငွေကြေးတွေပစ္စည်းဥစ္စာတွေလူတဲ့အပြင်ကိုမှစိတ်တဲ့ပိုင်းဆိုင်ရာမြင့်တင်မှုလုပ်ငန်းတွေစိတ်တဲ့မြင့်တင်ရေးလုပ်ငန်းတွေပါပူတွဲဆောင်ရွက်သင့်ပါတယ်လို့ကျွန်တော်ကအကြံပြုချင်ပါတယ်တကယ်ကိုထိရောက်တဲ့ကိစ္စပါဟုတ်ကဲ့ပါဒီတက်ပို့ပြီးတော့ကျွန်တော်လေးစားရတဲ့ဒီတက်ပို့ပြီးတော့ဖြစ်တဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်တို့ဆက်ကြည့်ပါဦးမယ်တိတ်ကိုအရေးကြီးတဲ့ကိစ္စလေးပါဟုတ်ရပြီနော်ဟာမကတော့နဲ့ကျွန်တော်မကတော့နဲ့မကပေါင်းဆိုကျွန်တော် အသက်ရွယ်လည်းဘာမှမဆိုင်ဘူးကျွန်တော်ကတော့ဆရာအကြောင်းမရှိဘူးကတော့ပဲဆိုရင်တိမ်လေးစောက်ပေးပြီးလို့ဖျားစင်လေးမှာဘသူ့ကိုကတော့မအောင်ဆိုခုနှစ်သားသမီးအခုစောက်ပေးတာခုနှစ်သားသမီးကပတ်စံနဲ့စောက်ပေးတာအဲခုနှစ်သားသမီးလူတန်းနဲ့ခုနှစ်သားသမီးတွေရော Facebook ပေါ်ကနေ TikTok ပေါ်ကနေပြီးတော့မြစ်တာပို့ပေးတဲ့ခုနှစ်သားသမီးတွေအားလုံးကိုကြီးပွားလက်လာပါတယ်တိုးပွားပါစေအောင်မြင်ပါစေကြီးပွားပါစေအများကြီးလူနိုင်ကြပါစေလို့အဲအဲ့လိုလေးမြစ်တာပို့ပေး ကျွန်တော်ကတော့ကြာမလို့နော်တိတ်ကိုမုံမြန်တန့်စင်နဲ့စိတ်ထားနော်ဘသူ့ကိုကတော့အာမလဲဆိုတာကို ပြောပြသွားတာနော်ဒီနောက်ဘိုင်းပလာဟီတာ လုတ်တဲ့သူတွေကိုစားလှူပေးတဲ့သူတွေဒီဟာလေးကိုမမေ့မလျော့ပြုလုပ်တင်တယ်နော်လူတဲ့သူနဲ့အလူကံပုတ်ကိုကြားတဲ့ကနေပြီးတော့ဒီလိုမျိုးပြောပြဖို့လိုပါတယ် တကယ်လှူတဲ့သူတွေက9ရက်သားသမီးတွေဖြစ်တယ်9ရက်သားသမီးတွေကို အလှခံပုံကိုတွေကတခုတ်တရဆူတောင်းပေးဖို့လိုတယ်တခုတ်တရကျေးဇူးတင်ဖို့လိုတယ်ကိုသူရအောင်ကိုကျွန်တော်ဒီနေရာမှာတော့အင်မတန်လေးစားတယ်သူလှူတာမဟုတ်ပါဘူးလှူတဲ့လူတွေကဘသူတွေပါလို့ပြောပြီးတော့ကျေးဇူးတင်ခိုင်းတယ်ကတော့ခိုင်းတယ်ဒါမျိုးပဲဖြစ်တယ်နဲ့ဗျဟုတ်ပြီနော်နောက်လူတွေလည်းဒါလေးကို ကြည့်ပြီးတော့အတူယူစေခြင်းနဲ့ ဟုတ်ကဲ့ပါလှူတဲ့နေရာမှာတကယ်လိုအပ်တဲ့လူစီကိုရောက်ဖို့လိုသလိုအလူခံပုံကိုယ်တွေဘက်ကလည်းလှူဒန်းတဲ့သူတွေကိုတေချာသိဖို့လိုပါတယ်အဲဒါဂျားရဲကအကူအညီဆောင်ရွက်ပေးတဲ့လူတွေကလည်းကျေးဇူးတင်ဖို့ကျေးဇူးတင်ထိုက်ပါတယ်သို့ပေမဲ့တကယ်လှူတဲ့လူတွေကိုလည်းဒီလိုမျိုးကျေးဇူးတင်ရမယ်မေတ္တာပို့ရမယ်ဆုတောင်းပေးဖို့လိုပါတယ်အဲ့ဒါလေးကတော့ကျွန်တော်အင်မတန်ကို လေးစားရတဲ့ကိစ္စပါ ါကတိတ်ကိုအရေးကြီးရလို့လဲကျွန်တော်ထင်တဲ့အတွက်ကြောင့်ကျွန်တော်ပြန်လဲဝင်မြရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ပထမပြောခဲ့သလိုပဲတချို့တွေအတွက်ကကံကောင်းခြင်းဆိုတာတခုတ်တရားကိုလှုပ်ပြီးမှကို ကံကောင်းတာပါ။အဲ့ဒီလိုပဲကျွန်တော်တို့နိုင်ငံမှာလဲကံဆိုးနေတဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လဲကံကောင်းမှုအတွက်ကို ပြုလုပ်နေတဲ့သူတွေကျမ်းမာချမ်းသာဖို့အစဉ်ပြေဖို့ ကျွန်တော်တို့ဆူတောင်းပေးဖို့လိုတယ်ကျွန်တော်တို့ကူညီပေးဖို့လိုပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေလည်းကံကောင်းဖို့ကိုထိုင်ဆောင်မနေဘဲနဲ့ကံကောင်းဖို့မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်စူးစမ်းနေတဲ့သူတွေကိုပဲဖြစ်ဖြစ်ကူညီပြီးတော့အစဉ်ပြေချောမွေ့တဲ့ဘဝတစ်ခု ရရှိပါစေလို့ဆူတောင်းပေးလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ဗျာ